ဲအသေးဆုံးကုသိုလ်လေးတစ်ခုပြောပြကြည့်လိုက်မယ်ဆိုအသေးလေးပဲကိုယ်ဘာမှမလူဘူးဘာမှမလုပ်ဘူးသို့သောသူများလှူတာတန်းတာသို့မဟုတ်သူများလှူထားတဲ့ဆိုင်းဘုတ်ကလေးဖတ်ပြီးတော့ဝန္တာအာယတော်လိုက်ကြတာတာဓုတာဓုတာဓုပါလို့ဟောအမြပေးဝေတဲ့အချိန်မှာအမြလေးခေါ်လိုက်တာဓုလေးခေါ်လိုက်တဲ့ကုသိုလ်ဟာ ဘာဆိုင်ရလို့လဲတာတို့ခေါ်လိုက်တာပဲရှိတာဗလေအဲ့ဒီကုသိုလ်ကလည်းအကျိုးပေးတယ်လို့အဲ့ဒီကုသိုလ်ကတချို့ကထင်ကောင်းထင်မယ်တာတို့ခေါ်လို့အကျိုးပေးရင်တို့နေတိုင်းတာတို့တွေခေါ်နေတာဒီတာတို့ကတခါတလေအိတ်ချင်တဲ့နဲ့ခေါ်တဲ့တာတို့ရှိသေးတယ်ဝန္တာအာယကုသိုလ်စိတ်ဖြစ်အောင်လုပ်ပြီးခေါ်တဲ့တာတို့မျိုးဖြစ်ဖို့လိုတယ်နော်တာတို့ဆိုတာလဲသွားပြီးတော့အထင်မသေးလိမ့်နေတယ် 950ရဲ့မှာပါတယ်တင်ခဆတ်ဆိုတာရှိတယ်။ဘုရားလောင်းကအဲ့ဒီတုန်းကတင်ခဆိုတဲ့ပုံနာတယောက်ဖြစ်တယ်။လန်ခီသွားတဲ့အခါမှာပစ္စိကဗုဒ္ဓတဆူကိုတွေ့လို့နေဘူးထဲမှာဖနှက်မပါဘဲနဲ့ရှောက်နေတာကိုတွေ့လို့သူစည်းလာတဲ့ဖနှက်ကိုကြာကြာနာနာဆေးကြော အဝတ်တွေပါတွေနဲ့ပုတ်ပြီးတော့တန်တန်ရှင်းရှင်းလုပ်ပြီးတော့သစ္စကဘုရားခြေတော်ကိုဆွတ်ပေးလိုက်လှူလိုက်တယ်ဒီဖဏကလေးစီးပြီးတော့သွားပါဗျာအဲ့ဒီဖဏလှူပြီးတော့တင်မောတက်တာတင်မောကကန်းကခွာခုနှစ်ရက်လောက်ကြာတဲ့အခါပင်လယ်ထဲမှာမုန်တိုင်းပြီးတော့တင်မောပြက်တယ်သူ့နောက်ကတပည့်တယောက်ပါတယ်ဆရာတပည့်နှစ်ယောက် တင်မောဘောကပြင်ချက်တစ်ချက်ရလို့တင်မောမြုပ်တဲ့အချိန်မှာအဲ့ဒီပြင်ချက်ကလေးပေါ်မှာမိတွယ်ပြီးတော့ပြင်ချက်ကလေးကိုမိတွယ်ပြီးတော့ပင်လယ်ထဲမှာတိုင်းလုံးနေချင်အောင်မျောနေတာအဲ့ဒီဖနက်လူခဲ့တဲ့ကုသိုလ်ချောင်းမို့လို့မြစ်ဆောင်နဲ့ပင်လယ်ဆောင်နဲ့သမီးကလာခဲ့တယ်ကဲတဲ့အခါမှာတင်ခပုံနာကိုသာကဲတယ်ကုသိုလ်ချောင်းကဲတယ်အဲ့ဒါလို့ကဲတဲ့အခါမှာသူ့နောက်ကနေ အတူပါလာတဲ့လူကိုလှဲ့တော်မချစ်ဘူးကဲပါလို့ပြောလဲမကဲဘူးနော်မကဲနိုင်ဘူးတဲ့အဲ့တော့ဘုရားလောင်းဆိုတာအသိဉာဏ်ရှိတယ်။အော်ဒီလိုကဲတယ်ဆိုတာကုသိုလ်ကြောင့်ပဲ။သူနားမှာရှိနေတဲ့သူတပည့်ကိုငါတပည့်ငါဖဏတယံပိစိကဗုဒ္ဓကိုလှုပ်ခဲ့တယ်။အဲ့ဒီကုသိုလ်ကောင်းမှုကိုမြင့်အားအမြတ်ပေးဝေပါတယ်အမြတ်အမြတ် ဟိုကောင်ကတာရုတာရုလည်းခေါ်လိုက်ရောမကဲကျင်လို့မရတော့လက်သမီးကဲလေရကုသိုလ်ကြောင့်ကဲတာဟောတာရုခေါ်တာနဲ့ပင်လေထဲမှာမနစ်တော့ဘူးလို့ဆိုဒါ950ထဲမှာသိချင်းဖတ်ချစ်သင်္ခါစလို့ခေါ်တယ်ဆိုလိုတာကတာရုခေါ်တဲ့ကုသိုလ်လေးတောင်မှပဲဒီလိုအကျိုးကျေးဇူးတွေရနိုင်နေတယ်လို့အဲဒါကြောင့်မို့လို့ကုသိုလ်ဆိုတာဓမ္မအရေးပါတယ်လို့ ဒီလိုပြောလိုတာပေါ့နော်အေးကုသိုလ်ကောင်းမှုဆိုတာအားလုံးမှာဒုက္ခအားလားဖြစ်တယ်ဘယ်ကုသိုလ်ပဲဖြစ်ဖြစ်အစွမ်းတတ္တိတော့ရှိကြတာချင်းပဲ